ပဆန်ကိုထိတိယောက်ယောက်စုကျင်နေဆိုရင်အဓိကတော့ချက်ကစိတ်သက်ခိုင်မာမှုမဟုတ်ပဲစနစ်တစ်ခုတိဆောက်ထားမှုဖြစ်ပါတယ်။ပဆန်စုလာကအလိုလျောက်ဖြစ်သွားတဲ့အကျင့်တစ်ခုဖြစ်လာအောင်နှုတ်တာပါပဲဖြစ်ပါတယ်။ဒီနေရာမှာပဆန်စုကိုအထိရောက်ဆုံးနည်းပြဟာတွေကိုဖော်ပြပေးလိုက်ပါတယ်။နံပါတ်1အရေးကြီးဆုံးစီမင်းကိုကိုအရင်ပေးချေပါ။မာယွင်းနဲ့နီလန်ဝင်ငွေတဲကအတုံးစိတ်ကိုနှုတ်ပြီးကျန်တာကိုစုချင်းဒါပေမဲ့အများအားဖြင့်ဘာမှမကြမ်းတတ်ဘူး။ မှန်ကန်တဲ့နီလန်းဝင်ငွေတွေကစုငွေကိုနှုတ်ပြီးကျန်တာကိုအတုံးစေးအဖြစ်သတ်မှတ်ပါတင်ဟာစုငွေကိုအိမ်လက္ခဒါမှမဟုတ်မီတာခရီလိုပဲလစဉ်ပထမဆုံးလှုပ်ဆောင်ရမယ်မဖြစ်မနေအတုံးစေးတစ်ခုအဖြစ်သတ်မှတ်ရပါမယ်နမတ်နဲ့အလိုလျောက်စုငွေစနစ်တည်ဆောက်ပါတင်ရဲ့စိတ်တက်ခိုင်မှမှုကိုပဲအမကူပါနဲ့ဗန်ရဲ့အလိုလျောက်ငွေလွှဲစနစ်ကို အသုံးပြုပါ တင်လာစာဝင်တဲ့နေ့ရဲ့နောက်တနေ့မှာတင်ရဲ့လာစာဝင်အကောင့်ကနေစုငွေစည်းရင်းထဲကိုတက်မှတ်ထားတဲ့ပမာဏတစ်ခုအလိုလျောက်လွှဲခိုင်းထားပါဒီလိုဆိုရင်ပတ်စံတွေကတင်သုံးပြဖို့အခွင့်အရေးမရခင်မှာပဲစူပိတာဖြစ်သွားပါလိမ့်မယ်နံပါတ်3တင်ရဲ့ဗန်စရင်းတွေကိုခွဲထားပါပတ်စံအားလုံးကိုဗန်စရင်းတစ်ခုထဲမှာထားတာကဘယ်ပတ်စံကသုံးလို့ရပြီးဘယ်ပတ်စံကစူးရမယ်မှန်းခွဲခြားရခက်စီပါတယ်အနည်းဆုံးအ திக ဗန်စရင်း3ခုခွဲထားတင်ပါတယ် တက်အဓိကအတုံးစရိတ်စရင်နေ့စဉ်အတုံးစရိတ်ပင်များအိမ်လခပေးချေရဲ့နှစ်စုမွေယင်းနှောင်နမှုစရင်ရေရှိပန်းနိုင်တွေအတွက်ဒီအကောင့်ထဲကိုပတ်စံဝင်ချင်းသာရှိရမယ်ထွက်ချင်းမရှိရပါတုံးအေးပေါ်ရံပုံငွေစရင်ရုတ်တရက်အခြေအနေတွေအတွက်တည်တံ့ထားတာပါဒီထဲမှာအ ਨੇ ဆုံးသိင်းရဲ့3လမှ6လစာအတုံးစရိတ်အထိစုထားရပါမယ်နံပါတ်၄တိကြပြီးမြင်သာတဲ့စုမွေပန်းနိုင်သတ်မှတ်ပါ နပ်ပဆန်ဆူခြင်းနဲ့ဆိုတဲ့ဘန်းနိုင်ကစိတ်အားထက်သန်မှုဖြစ်ဖို့ခက်ပါတယ်။တင်ဟာတိကျတဲ့ဘန်းနိုင်တွေတတ်မှတ်ရပါမယ်။ဥပမာဒီဇင်ဘာ၁ရက်နေ့မတိုင်ခင်ဂျပန်သွားဖို့ခီးသွားရန်ပုံငွေငါတိမ့်စုမယ်။တင်ဘန်းတိုင်ကိုတင်မြင်ရတဲ့နေရာမှာကထားပါဒါကတင်းစိတ်တွေရင်းရင်လာတဲ့အခါတင့်ကိုအားအင်ထစ်စီပါလိမ့်မယ်။နမငါတလလောက်အရင်စည်ရင်မကြည့်ပြီးတည့်ရဲ့ငွေပေါက်ကိုရှာပါစည်ရင်မရတဲ့ရွေးချက်ကထရီတာဖို့မဟုတ်ပဲငွေပေါက်ရှာဖွေဖို့ပါ တေးအံ့ဩသွားနိုင်တာကငါတလားလုံး coffee နဲ့အပြင်စား delivery ဖိုးကြီး3000လောက်ကုန်သွားပါလားဒီငွေပေါက်တွေကိုရှာတွေ့ပြီဆိုရင် နောက်လာမှာမလိုအပ်တဲ့အသုံးစရိတ်တွေကိုရှင်းချနိုင်ပါပြီနံပါတ်6 50 30 budget စီးနင်းကိုစမ်းသုံးကြည့်ပါငါးဆက်ကိုမရှိမဖြစ်အတုံးစေးအတွက်၃ဆက်ကို လိုချင်သောအတုံးစေးအတွက်၂ဆက်ကို စုငွေရင်းနှီးမြှုပ်နှံမှုအတွက် နှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်ချီချီရောက်ရောက်ပတ်စံစုခြင်းရဲ့လိုဝဲချက်ကအဲ့ဒါကို အလိုလျောက်ဖြစ်စေပြီးစနစ်တကျဖြစ်အောင်လှောင်ဆောင်ဖို့ပါပဲ။တလဆာရတဲ့နေ့မှာ တင်လဆာရဲ့နှစ်ဆဲကိုစုမွေစည်းရင်ဖဲအလိုလျောက်လွယ်ပါ။နှစ်တိကျတဲ့ဘန်းတိုင်းတတ်မှတ်ပါဘာအတွက်စုမီလဲဆိုတာရှင်းရှင်းလင်းလင်းသိပါ။တုံးအေးပေါ်ရံပုံမွေတိဆောက်ပါရုတ်တရက်ကိစ္စတွေကြောင့်တစ်စုမွေမပြည့်စည်အောင်ကာကွယ်ပါ။ ဒီစနစ်ကိုတိဆောက်ပြီးလိုက်နာကျင့်သုံးသွားတာနဲ့ပတ်စံဆူလာကတင်ထင်ထားတာထက်ပိုလွယ်ကူတာကိုတွေ့ရှိလာပါလိမ့်မယ်။